နိုင်ငံတကာဈေးကွက်ပေါင်းများစွာကိုဖန်တီးနိုင်ခဲ့တဲ့ဟန်နီဂန်ဘီယာအနေနဲ့မြန်မာပြည်ရင်းမှာလည်းထူးခြားတဲ့ဈေးကွက်ဗျူဟာတွေနဲ့ထူးဖောက်နိုင်ဖို့ပြင်ဆင်နေပါပြီ။ Governor Outside Short Chai လို့လူမှုတာဝန်တည်တက်မှုလုပ်ငန်းတွေပြင် Responsible Drinking လို့ပညာပေးလုပ်ငန်းတွေကိုပါအာယုံဆိုင်လှုပ်ဆောင်သွားမယ်လို့လည်းဟန်နီဂန်ကကြေညာခဲ့ပါတယ်။ဘီယာမျိုးစားပေါင်းများစွာထုတ်လုပ်နေတဲ့ဟန်နီဂန်အနေနဲ့မြန်မာပြည်ဈေးကွက်မှာဘလို့ရှင်ပြိုင်သွားမယ်ဆိုတာနဲ့ပတ်သက်လို့အခုလိုပြောခဲ့ပါတယ်။

Heineken, Heineken uh, around the world, we are a portfolio company. It means we sell many different brands of beer. Heineken is always our number one premium beer. Uh, but we always have different brands. So around the world, Heineken has 250 different brands of beer. In this country, we will launch Heineken. We have launched Regal 7 recently. And we are taking back our old brands, Tiger and ABC Stout. So immediately, we are four brands to cater to different needs in the market. မော်ဘီမြို့နယ်မှာဆောက်လုပ်ထားတဲ့ဟန်နီဂန်ဘီယာစက်ရုံဟာရေကလွဲလို့တခြားကုန်ကြမ်းပစ္စည်းတွေအားလုံးကိုပြည်ပကနေမှာယူတင်သွင်းထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။အရေးသွေးကောင်းမှုမှုကိုအဓိကထားတဲ့ဟန်နီဂန်နေနဲ့မြမပြည်သူတွေပေါ်မှာဘလို့ဝန်ဆောင်မှုမျိုးတွေပေးသွားမယ်ဆိုတာကိုလည်းကိုမျိုးရသာကအခုလိုပြောခဲ့ပါသေးတယ်။ ဟိုဘာနီကန်ကတကဘာလုံးမှာပေးနေရပဲရှိရှိပစ္စည်းရဲ့အရှိသမီးကိုသူတို့အများကြီးထိန်းထားတာပေါ့နော်အများကြီးထိန်းထားနိုင်တဲ့အတွက်ကြောင့်လည်းအခုလိုမျိုးဟိုတကယ့်ကို the most international premium beer ဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဒီ beer ဖြစ်တာနဲ့အညီကျွန်တော်တို့ကမြန်မာပြည်မှာရှိတဲ့ဒီစားသုံးသူတွေကိုလည်းကျွန်တော်တို့ကအကောင်းဆုံးဟာတွေပဲကျွန်တော် ပေးခြင်းနေပြီ။ဟာနီကန်ဆိုတာတကယ့်ကိုဟိုကဘာချော brand ပေါ့နော်တခြားနိုင်ငံတွေမှာလည်းဟိုလောက်လာတဲ့ဟာတွေလည်းတကယ့်စားသုံးသူကို accept မပေးတဲ့ဟာတွေပဲပေါ့နော်အဲ့ဒီဟာတွေအတိုင်းပဲကျွန်တော်တို့ကမြန်မာပြည် market ကိုကျွန်တော်ထုတ်ပေါ်မှာဖြစ်ပါတယ်။ဟုတ်